ါကျွန်တော်ဒီနေ့ match လ28ရက်နေ့တောက်ကြနေတရတာအတွက်ဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေစည်နေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာတုံ့တက်ပြောကြားကြတာဖြစ်ပါလေဒီနေ့မှာကျွန်တော်နည်းနည်းလေးတုံ့ပြန်ကိစ္စလေးရှိတယ်နည်းနည်းလေးဗီဒီယိုရိုက်တာတော့နည်းနောက်ကျသွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်ကမ္ဘာရွှေရဲ့အဲအနေထားကိုပေါ့နော်စပြီးတုံ့တက်လို့ဤပညာပိုင်းအောင်စပြီးတုံ့တက်ရအောင်စီအတကြချက်လေးကိုတစ်ချက်သွားကြည့်လိုက်အောင်ဟုတ်ပြီမနေ့ကတနေ့တာကဘာရွှေစီရဲ့နေသားကျွန်တော်တို့ဒီ90ပုံပိတ်သွားခဲ့တယ်90ပုံပိတ်သွားခဲ့တဲ့ပြဿနာကျွန်တော်ဒီနေ့ မနေ့ညကလည်းကျွန်တော် post team ပြောခဲ့တယ်ပေါ့နော်90အပေါ်မှာတရတာဈေးပေးကျွန်တော်အနည်းဆုံး80သိသွားလိမ့်မယ်အဲ့ဒါပြတ်ကဒီနေ့မှကျွန်တော်တို့3080နာအခုလက်ရှိဈေးတက်နေ3080နာဈေးတက်နေရပေါ့နော်3080နာဈေးတက်နေတယ်ဟုတ်ပြီဘယ်ထိတက်နိုင်ခြေရှိသေးလဲကျွန်တော်တို့3080အနည်းဆုံး3080အများဆုံးတော့ကျွန်တော်3100လောက်ထိပဲမှန်းထားလိုက်ပြဒီနေ့အတွက် ဒီထက်ပိုတက်ဖို့ကတော့တိတ်မလွယ်ဘူးလို့မြင်တယ်ပေါ့နော်ဘာလို့လဲမလဲဆိုကျွန်တော်ကတောင်းလျှောက်ကဘာရွှေစရာ3လအတွင်းပြကျွန်တော်တောင်းလျှောက်တက်လာခဲ့တာဟာ2600နေအခု3လအတွင်းပစ်900ပေါ့ကျွန်တော် market ခေါ်ရဆို900.500ကျော်3100ရန်တော့ရောက်နေတယ်3100အထက်ကိုဆက်တက်ပြ3200 3300တွေမတွားနိုင်ဘူးလားတွားနိုင်တယ်ဒါပေမဲ့ခဏတော့နားရအောင်ပဲဗျခဏတော့အသက်နားရအောင်ပဲမန်နံပီကရဲ့ရက်တွေတုန်းကတော့အသက်မနားခဲ့ဘူးလားနားခဲ့တယ်ဒါပေမဲ့ အသက်နားတယ်ဆိုတာကျွန်တော်ကဈေးညင်တက်နေနေတာတနည်းအားဖြင့်အကြာလေးကျွန်တော်တို့အကြာအားလေးနည်းနည်းပပတော့မမြင်ခဲ့ရဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့ကကျွန်တော်အမြင်အောင်ဒီနေ့အတွက်အလွန်ဆုံးတက်နိုင်ချေကိုတောင်းတရာအာတောင်းတရာငါပေါ့အဲ့အထီးပဲကျွန်တော်အလွန်ဆုံးတက်နိုင်ချေရှိတယ်လို့မြင်တယ်အာဒီတက်ပို့တက်ပို့ကလက်ရှိချင်းနေရတော့မလွယ်သေးဘူးအာသတင်းဘက်ကအာအတက်ဖက်ကိုတောက်လျှောက်သွားစီမဲ့တွန်းအားတစ်ခုခုရှိမှာပဲတောက်လျှောက်သွားနိုင်လိမ့်မယ်။အဲ့ဒါဖြစ်တဲ့အခါဒီနေ့အတွက်ကျွန်တော်ကအများဆုံးဈေးတက်နိုင်ချေကိုတွန်းတရာလိုပဲမှန်းထားတယ်။အနည်းဆုံးဈေးတက်နိုင်ချေကိုတွန်း 80ထိပဲမှန်းထားတယ်။ဟုတ်ပြီအဲ့အဘက်ကမှဈေးတက်မယ်ဆိုတော့ကျွန်တော်ဘာလို့အောင်ဒီနေ့အတွက်ကျွန်တော်ရေးသူကျွန်တော်တို့ကဝယ်ရမှာပေါ့။ဘယ်ဈေးကနေမှရေးသူဝယ်တင်လဲ။ကျွန်တော်တို့အအချင်းတနားရဲ့အတိုင်းတာနဲ့ကျွန်တော်တို့ကြည့်လိုက်အောင်။ဘယ်ဈေးကနေမှဝယ်တင်တယ်လို့မေးမယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်ကဒီ3050နာဈေးပြန်ကြခဲ့မှာနော်။3050တတိကြပြောမယ်ဆိုတော့3055နဲ့ဒီကြားတယ်ပေါ့နော်။3048ကြားမှာဆိုကျွန်တော် ဒီနေ့ကမ္ဘာရွှေစည်းပြန်ကြခင်အဝယ်ကြိုက်တယ်အစည်းတန်းရောက်ရင်ရရဲဝယ်လို့ရတယ်ရေတို့ပေါ့နော်ရေတို့ short term ဝယ်လို့ရတယ်အဲဒီသက်ပို့ကြခဲ့မယ်ဆိုရင်တော့3335စည်းတန်းဝင်းကျင်ပေါ့အစည်းတန်းဝင်းကျင်ဆိုလဲကမ္ဘာရွှေဝယ်လို့ရတယ်3335နာစည်းကြခဲ့မယ်ဆိုရင်ဖြင့်အာတိကြပြောမယ်ဆို3035နဲ့3030ကြာစီတန်းဆုံးမှာလဲကျွန်တော်တို့ကဘာရွှေဟုကျွန်တော်တို့စေးကြခဲ့မယ်ဆိုပေမယ့်ရရဲဝယ်လို့ရပါတယ်ဒါပေမဲ့3030နဲ့35ကြာဒီနေ့အတွက်ပြန်ရောင်းကြပါဦးမလားပေါ့နော် အဲ့ဖြစ်တဲ့အခါမှာကျွန်တော်တို့3035နဲ့3030ကြာကြာရင်လည်းဝယ်လို့ရတယ်3048နဲ့3055ကြာမှလည်းဝယ်လို့ရတယ်အာရေတိုအဝဲအော်ဒါရီရဲ့အမြတ်ပိုင်း target ကိုတော့ကျွန်တော်တို့3085လို့3080လို့ထည့်ယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ပြကျွန်တော်3048နဲ့55ကျားဝယ်တယ်ဆိုရင်အရှုံးပိုင်းဈေးတန်း3045အလောက်ပေး3030နဲ့3035ကျားမှဝယ်တယ်ဆိုရင်တော့အရှုံးပိုင်းဈေးတန်း3025အလောက်ပေးပါခင်ဗျာ ဒါဆိုရင်အယောင်းဆိုရင်ရောအယောင်းအတွက်ဆိုရင်တော့ကျွန်တော်3080အထက်ရောက်ပြီဆိုရင်ကျွန်တော်ရောင်းဖို့စီတန်းနီးပညာပိုင်းအရှာလို့ရတယ်။တတိယပြောပါလို့ပြောမှာဆိုရင်3085နဲ့3100ကျားမှာကျွန်တော်ကဘာရွှေကိုရည်တူပေါ့နော်ရည်တူ short တန်းဒါမှမဟုတ်ရင်ရည်လက်ပေါ့မင်းတန်းရောင်းဖို့ကျွန်တော်အားပေးချင်ပါတယ်။အရှုံးပိုင်းစီတန်းကိုတော့3105အထက်လောက်ပေးအမြတ်ပိုင်းစီတန်းကတော့ကျွန်တော်တို့ရည်တူလောက်ဆိုရင်တော့ဟိုလောက်ထိပဲယူပေါ့နော်3055လောက်ထိပဲယူ3085နဲ့3000 တရားချမ်းမှာရောင်းလို့ရတယ်ပေါ့နော်3055လောက်တိကျကိုကမစ်တန်းလောက်ယူခြင်းနဲ့ဆိုရင်တော့တစ်ချက်အချိန်ကြီးပြီးတော့3035လို့3025လို့တိယူလို့ရတယ်အဲကျွန်တော်မြင်ရတော့အဲ့3085နဲ့တော့တရားချတော့အရှုံးပိုင်းစီးတဲ့ပေါ့နော်စတော့လို့ထိကာမှာထိရောပဲရောင်းတဲ့နဲ့စီးတဲ့ဆုံးဖြစ်ပါတယ် တတိယပြောဆို385အထက်ပေါ့နော်ကိုကတစ်ဖက်ကနီးပညာပိုင်းရအတီးပူးချက်စောင့်ကြည့်တယ်ဆိုတော့ candidate confirmation တွေပါတယ်အဲ385အထက်မှာဈေးအကြုံခက်ကြီးကြီးပေါ်လာပြီးပါတယ်တစ်ချက်စောင့်ကြည့်ပေါ့စောင့်ကြည့်ပြီးမှအယောင်းဝင်တာတော့ပို့ပြီးတော့စိတ်ဖြစ်တာပေါ့နော်အဲ့ဒါပြတ်ကာမှာဒီနေ့မှာတော့ကျွန်တော်ကကဘာရွှေဈေးကိုတက်နိုင်တယ်ဒါပေမဲ့300ထက်ပိုတက်မယ်လို့ကျွန်တော်မသုံးသက်မမြင်မိဘူးပေါ့နော်မမြင်မိဘူး300အလွန်ဆုံးလို့ပဲလို့သုံးသက်ထားတယ်ကြာနိုင်ချေကိုလည်းကျွန်တော်အလွန်ဆုံးကြာနိုင်ချေ3035 3030 3030အောင်ကြမယ်အလားလာတော့ကျွန်တော်တိတ်မတွေ့ရဘူးလက်ရှိအနေအထိပေါ့လက်ရှိအချိန်အထိပေါ့ဒါမှပြောတော့မရဘူးဘာမှမဆိုဖြစ်နိုင်တဲ့ကမ္ဘာရွှေ့ဈေးကွက်ဖြစ်ပါတယ်ပြောမြညာဘက်မှာ breaking news ထွက်ပြောပြအာ3030အောင်လေထိုးကြသွားနိုင်လို့ဒါမှမဟုတ်ကျွန်တော်အမြင်ဆုံးတက်နိုင်တယ်လို့မှန်းထားတယ်3100အထက်လဲတက်သွားနိုင်ပါတယ်ဒါမှလက်ရှိအချိန်ဒီနီးပညာပိုင်းကတော့ကျွန်တော်အမြင်ဆုံးတက်နိုင်ချေကို3100အနေဆုံးကြနိုင်ချေကို3030လို့ပဲမှန်းထားပါတယ်ဟုတ်ပြီအဲ့အပိတ်တဲ့ခါမှာကျွန်တော်တို့ဒီနေ့ညပေါ့ဒီနေ့ည မက်လာနောက်ဆုံးအပတ်တပတ်တာကဘာရွှေအပိတ်စေးကနီးပညာပိုင်းရနောက်လဧပြီလကဘာရွှေစီလာရတော့အရန်အေးပါပါတယ်ဒီနေ့ညမှာတော့တကယ်လို့သာ3080ထက်မှာတပတ်တာဈေးပိတ်သွားရင်တော့နောက်လာတဲ့မှာကဘာရွှေ3100ထက်တက်လိမ့်မယ်3120တို့30တို့အနည်းဆုံးအများဆုံးပြ3200လောက်ထိသွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့ဒီနေ့တနေ့တာ ဆိုဒီနေ့တပတ်တာပေါ့နော်ဒီမတ်လနောက်ဆုံးပတ်တပတ်တာတောက်ကြနေတရက်တာကဘာရွှေအပိတ်စေးတာစန့်ကျင်ဘက်နေတယ်ပေါ့နော်အဲ350အောက်လောက်ပြန်ပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစေးနောက်လာတဲ့မှာဈေးပြန်ကြာဖို့မျှော်လို့ရတယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ပြ330အောက်တာမထင်မှတ်ဘဲနဲ့330ဆိုတဲ့ဈေးတန်းအောက်မှာတာမထင်မှတ်ဘဲနဲ့ဈေးပိတ်သွားရင်တော့နောက်လကဘာရွှေနီးပညာပိုင်းကတလာလုံးအတိုင်းတာရာချင်းတေပေါက်ဈေးပြန်ကြာလိမ့်အဲ့ဘက်ကမှာကျွန်တော်တို့အရင်ဦးဆုံးတော့ဈေး အသက်အားကောင်းမကောင်း380အထက်ပြင်ပတ်ကြည့်ရမယ်80ထက်ပြင်တော့နောက်လာတယ်တော့အသက်အားတော့လျှောက်ကောင်းပြီ380 350အောက်ပြင်တော့နောက်လာတဲ့အကြမြန်လို့ရတယ်ဒီပညာပိုင်းကပိုတိကြခြင်းတော့3030ဈေးတန်းအောက်မှာမထင်မှတ်ဘဲနဲ့ပိတ်သွားတယ်ဆိုရင်တော့ဒါဆိုရင်တော့နောက်လာတဲ့မှာတလလုံးတိုက်တာရချင်းတီပေါ်ဈေးပြန်ကျနိုင်ပါတယ် အဲ့ပတ်သက်ခါမှာကျွန်တော်တို့ဒီနေ့တောက်ကြနေ match လနောက်ဆုံးပတ်တပတ်တာအပိစေဘလိုနေသားဖြစ်မလဲဆိုတာဘလိုနေသားနဲ့ပိတ်သွားမလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြည့်အောင်ဖြစ်ပါတယ်။ဒါပြင်ကျွန်တော်လာမဲ့အပတ်တနင်္လာနေ့ရလဲတလတာဈေးပိတ်မနေ့ဖြစ်တာပတ်သက်ခါမှာဒီနေ့နဲ့နောက်တစ်ပတ်တနင်္လာနေ့ကတော့ဈေးအသက်ကျခက်ကြမ်းကြမ်းနေမြင်ရဖို့အလားအလာများနိုင်ပါတယ်။အဲ့ပတ်သက်ခါမှာကျွန်တော်တို့ဒီနေ့နဲ့အဲနောက်တစ်ပတ်တနင်္လာနေ့ကိုကျွန်တော်တို့ကဘာရွှေစီနေသားကို တေချာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါလည်းနီးပညာပိုင်းအောင်တရင်ချက်လက်ပိုင်းကြည့်မယ်ဆိုရင်ဒီနေ့ညမှာ data နှစ်ခုရှိတယ် GoPC price in data နှစ်ခုပေါ့နော်။ GoPC price in debt ပေါ့နော်။အာဈေးနှုန်းပြောင်းလဲမှုပေါ့အလွယ်တူမှတ်မှတ်ထားမယ်ဆိုပြကျွန်တော်တို့အာ GoPC ဈေးနှုန်းပြောင်းလဲမှုအညွန်ကိန်းပေါ့နော်။အာဒါလေးလေးကတော့ကောင်းမယ်လို့တော့မှန်းထားလဲ2.8%အနေအရင်လ2.8%ဒါလ2.7%အရင်လ0.3%နဲ့ဒီလ0.3%ဆိုကောင်းမယ်လို့တော့မှန်းထားရတယ်ပေါ့နော်။ဒါပေမဲ့ ဒီညဒေတာတွေကအရန်ကြီးတော့တက်ရောက်မှုမရှိဘူးဒါမဲ့ဒီဒေတာတွေထွက်တဲ့ချိန်မှာကျွန်တော်ကဘာရွှေစီကိုဈေးဆွတ်တင်ဆွတ်ချ manipulation တွေဖြစ်နိုင်တယ်အဲ့ရလေတော့သတိထားပါတစ်ဖက်ကဒေါ်လာ index ကိုကြည့်မယ်ဆိုရင်လည်းဒေါ်လာ index က104ထက်မကျော်နိုင်တဲ့ခုချိန်ဒီဒီမကျော်နိုင်တဲ့မနေ့ကလည်းမကျော်နိုင်ဘူးခုချိန်ဒီလည်းမကျော်နိုင်သေးဘူးဒေါ်လာ index 104အောက်မှာရှိနေသေးတယ်104အထက်ကိုကောင်းကောင်းမဖောက်တတ်နိုင်သေးတော့ကျွန်တော်တို့ကဘာရွှေစီရလဲအသက်မှာပဲရှိနေအောင်ပါပဲ အသက်မှာမရှိနေအောင်မှာအသက်အားရှိနေအောင်မှာပဲဒေါ်လာအင်းတလာ၁၀၄အထက်အနည်းဆုံးကောင်းကောင်းဖောက်နိုင်ရင်တော့ကမ္ဘာရွှေစည်ရေတူတရင်ချက်လက်ပိုင်းရေတူပြန်ကြောက်ဖို့မှန်းလို့ရတယ်တရလေးထက်မဖောက်နိုင်တွေ့တော့ကဘာရွှေစေရတော့သူပါသူတအီးနဲ့တတဖြစ်စေတဟုန်တို့နဲ့တတဖြစ်စေအသက်အားတော့ရှိနေတော့မှာခင်ဗျအဲ့ဘက်ကဒေါ်လာအင်တက်ဒီနေ့မှာတရလေးထက်အထက်မှာပေါ့တပတ်တာဈေးပိတ်နိုင်မလားကောင်းကောင်းဖောက်တက်နိုင်မလားတစ်ချက်စောင့်ကြည့်ရမယ်ထရန့်တရင်းနေရတော့ငြင်းနေတယ်ကျွန်တော်ထင်တော့ဒီနေ့ညတော့မဟုတ်တနင်္လာနေ့ညမှာထရန့်ကိုတရီထားလိမ့်မယ် သူတခုခုတော့အာထားလို့လိမ့်မယ်ပေါ့တရင်သူတခုခုတော့ထားလို့လိမ့်မယ်အဲ့ရတော့တတိထားပါအဲ့ breaking news တွေကိုတတိထားပါအဲကြောင့်ကိုပေါ့ကိုကျွန်တော်တို့ကလက်ရှိအသက်အားကောင်းနေလို့အဝယ်ဘက်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းအာကျွန်တော်ပြောခဲ့တဲ့တော်တော်85နဲ့တော်တော်100ကြာမှာဈေးပြန်ကြမယ်ကိုကျွန်တော်နဲ့သဘောထားချင်းတန့်ညီလို့ရောင်းတာပဲဖြစ်ဖြစ် risk management လုပ်ထားကြပါ ကဘာချွေစီကမှာဘာမဆိုဖြစ်နိုင်ပါလေတင်းတခုထွက်တာနဲ့ကျွန်တော်တို့အသက်ဖက်သွားနေရတယ်အကြပဲပြန်သွားနိုင်လို့အကြအကြမဲ့ကြမဲ့ဟန်ပြင်းနေရတယ်အသက်ဖက်ဝုန်းကနေတောက်လျှောက်တက်သွားနိုင်ပါလေအဲ့ဘက်ကမှာ risk management တေချာလုပ်တာပါကဘာချွေစီကမှာဘယ်အရာဥမှကျွန်တော်တို့100%အပိုင်မတွက်ပါနဲ့ဈေးကျိန်းတွေပေါက်တက်မဲ့အပိုင်တွက်လို့မရတယ်လို့ဈေးကျိန်းတွေပေါက်ကြမယ်အပိုင်တွက်လို့မရပါဘူးကျွန်တော်တို့သာမှန်နိုင်ကြီးဖြစ်နိုင်ကြီး90ရာခိုင်နှုန်းပေါ်မူတည်ပြီးတော့ကျွန်တော်အလုပ်လုပ်နေရတာဖြစ်ပါတယ်အသုံးတက်နေရတာဖြစ်ပါတယ်အဲ့အပတ်သက်ကမှာအရာလေးကိုသတိထားဖို့လိုအပ်ပါတယ် အဲ့အပတ်ကမှကျွန်တော်တို့ဒီနေ့တရက်တာကပ္ပရွှေစီအနေထားတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဘယ်လိုလေးကျွန်တော်တို့မှန်းထားတဲ့အတိုင်းပဲဖြစ်လာမလား ကျွန်တော်ကကျွန်တော်အမှန်ထားနဲ့စန့်ကျင်ဘက်တွေဘလိုတွေဈေးအလုတ်ခက်ကြတဲ့နေဖြစ်လာမလဲဆိုတာကိုဂျန်တဲ့အချိန်ဒီမှာဆက်ပြီးအောင်စောင့်ကြအောင်ဖြစ်ပါလေ။ဒါလေးရော ကျွန်တော်ရဲ့ဒီနေ့တည့်ရက်တာကဘာချွေဈေးကသုံးနှက်ချက်ဗီဒီယိုဖြစ်ပါလေ။အခုလိုသုံးနှက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျ။ကျွန်တော်ဒီမှာဒီကဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေတက်ရောက်လို့ရပါတယ်။အဲ့ဒါလေးနဲ့ပတ်သက်ပြီးလည်းကျွန်တော်စီမှာစုံစမ်းမျက်နှာပါလေခင်ဗျ။ကဘာချွေတွေထွေးတာအားလုံးပဲပေါ့ဒီနေ့ match လာနောက်ဆုံးအပတ်ပေါ့နော်။နောက်ဆုံးရက်တောက်ကြနေမှာကဘာချွေဈေးတကြကိုကျွန်တော်တို့ မှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပိုင်ဆိုင်နိုင်ကြပါစေနောက်ဆုံးပိတ်ကိုကျွန်တော်တို့အိတ်နဲ့လွှဲနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ